ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့အနေနဲ့ဒါညာကပွဲမှာဆိုလို့ရှိရင်ခြေသွမ်းပြသွားတဲ့ကစားသမားတွေတဲမှာကျွန်တော်တို့မီဆန်မောင်းကပေါ့နော်ကျွန်တော်တို့ပြည်သက်တွေအတွက်တော်တော်များများသဘောကျစရာကျွန်တော်တို့ဖြစ်ခဲ့တယ်ပေါ့။ဟိုထားပါတော့ဒီ Bruno Fernandes တို့ပါတို့ဒီလူမျိုးကောင်းနေပါညာဆိုတာတော့ဒါကုမပထမဆုံးမြင်ဘူးတာမဟုတ်တဲ့အတွက်ပြည်သက်တွေရဲ့ဒီပါဇက်ဖြားတွေတွေမှာတိတ်ပြောစရာတော့မဟုတ်ခဲ့ဘူးပေါ့နော်။အဲဒါပေမဲ့လည်းလို့ကျွန်တော်တို့မီဆန်မောင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော် တော်တော်လေးကိုဝမ်းသာစရာပေါ့ဒါနောက်ပြီးလို့ရှိရင်မေဆန်မောင်းနဲ့ပတ်သက်လို့ကျွန်တော်ပြောရင်လည်းပဲသူသူတို့ performance မျိုးပြရဲဆိုတာကတော့ဒါပထမဆုံးအချိန်တော့မဟုတ်ဘူးပေါ့နော်အဲအခုဒီပွဲကတော့ဗျာထပ်ပါတော့ပြိုင်ဘက်ကလည်းဝူဘန်ဟန်တန်ဖြစ်နေတာကြောင့်လည်းပါကောင်းပါမင်းပေါ့ဒါပေမဲ့လို့မေဆန်မောင်းစီကနေဒီလို performance မျိုးကျွန်တော်ဒါတွေ့ရတာကကျွန်တော်အများကြီးဝမ်းသာတယ်ဝမ်းသာတယ်ဆိုတော့တခြားမဟုတ်ကျွန်တော်နံပါတ်1ကဒီကစားမဖြစ်သူကိုကျွန်တော်ခေါ်တော့ငါပေါင်တန်း90ဆိုတဲ့တန်ကြီးနဲ့တော်တော်ကိုပြီးခဲ့ရတာပါ ဒါအပြင် Chelsea နဲ့လည်းစာရုပ်တရံကတနည်းပဲကျွန်တော်ကျင်တော့တဲ့အခြေအနေမျိုးအဲသူကတော့ဟိုဒဏ်ရာပြဿနာတွေကြောင့်သူယုံကင်နေရရင်လည်းကိုရီတကယ်မျော်လင့်တဲ့ performance မျိုးသူမပြနိုင်ခဲ့ဘူးကံမကောင်းစွာနေပေါ့လေဒါပေမဲ့အခုသူလုံးပြနေပြီကျွန်တော်ထင်တယ်နောက်ဆုံး၄ဝဲသူကစားထားတာ Manchester United ရဲ့သူ၃ဒို၃ကိုရှူထားတယ်၃ကိုတွင်းထားတယ်ကျွန်တော် Crystal Palace နဲ့တွင်မှာသူတွင်းနေဒီပွဲမှာသူတွင်းနေအဲကျွန်တော်ဒီရှေ့ဗာလဲဒီ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 ပွဲထွက်လူစင်မှာပြောတာပေါ့နော် Sunderland နဲ့ပွဲမှာသူတွင်းနေ ဆိုတော့နောက်ဆုံးလေးပွဲပွဲထွက်ထားတဲ့နေရာမှာ၃ဂိုးထိမီဆန်မောင်းအောင်ကိုသွင်းထားရတယ်။ဒါအများကြီးဝမ်းသာစရာဒါဒါကျွန်တော်အားကိုးစရာကစားမတွေပေါ်လာပြီ။ကျွန်တော်နောက်ပို့ပြီးတော့ဝမ်းသာတာကတခြားမဟုတ်ဘူး။အာဖရိကဟိုဘောလုံးဖလားပြိုင်ပွဲအတွက်ပေါ့နော်။မီဆန်မောင်း sorry ဗာလေဒီ Brian Ambumu တို့အာမက်ဒီယာတို့လို့တွားကြတော့မှာ။ဆိုတော့အဲ့လိုတွားကြတော့မဲ့အချိန်ကြီးမျိုးမှာဆိုလို့ရှိရင်ဒီကစားမကိုကျွန်တော်ကလိုတယ်ဗျ။ထားပါတော့နံပါတ်10ရုံးမှာဆိုလို့ရှိရင်ကျွန်တော်တို့တို့ဒီသွားပြီဆိုတာနဲ့အဲဂျိုရှွာ60ကိုကျွန်တော်ထားပြီးတော့ကစားလို့ရမယ် ်အဲပြီးတာနဲ့ကျွန်တော်မက်သီးစ်ကွန်ညာကျွန်တော်ရှိမယ်ပေါ့ဖာနန်ဒက်စ်ကိုကျွန်တော်ရှိမယ်ပြောအောင်ကလည်းဖာနန်ဒက်စ်ကမလွယ်ဘူးเนาะအဲ့နေရာကနေသူတိုက်စစ်ကိုသွားဖို့ကသူ့နေရာကိုကစားမဲ့သူအမ်မိုရင်ကလည်းမိန်းနူးကိုသဘောမကျတဲ့အတွက်မလွယ်ဘူးအဲ့တော့ကျွန်တော်အနေနဲ့မေဆန်မောက်တီအတင်တွက်အင်မတန်ရေးပါတယ်ကစားမှာမေဆန်မောက်တီအများကြီးအားကိုးရနေမယ်ကစားမှာမင်းညာကဆိုလို့ရှိရင်ဟိုသူ chain creation နေလေသူတော်တော်လေးလှုပ်ခဲ့တယ်ပေါ့နော် သူရဲ့ intensity သူရဲ့ပြိုင်ဘက်ကိုကျွန်တော်တို့က pressing လုပ်နိုင်မှုတော်တော်လေးကို အချင်းကြီးကောင်းခဲ့တာတော်တော်လေးကိုအချင်းကြီးကောင်းခဲ့တာအဲ့တော့ဟိုကျွန်တော်တို့တော်တော်သဘောကျတဲ့နေရာမှာပါတယ်ပေါ့နော်တော်တော်လေးသဘောကျတဲ့နေရာမှာပါတယ်ဒီလိုမျိုးခြေသွမ်းမျိုးလဲကျွန်တော်မြင်ရဖို့ကျွန်တော်လူတယ်ဒါဝူပန်ဟန်နဲ့တွေမဟုတ်ဘူးပေါ့ရှေ့ဆက် consistent ဖြစ်ဖြစ်ကျွန်တော်ဒါခြေသွမ်းမျိုးပွဲပွဲတိုင်းပေါ့နော်ကျွန်တော်နေတဲ့ဒါအမြဲတမ်းကြီးမဟုတ်တော့မှဟိုအဓိကစားမားတွေကျွန်တော်မပါနေတဲ့ပွဲတွေမှာကျွန်တော်လိုပါတယ်ဆိုတော့အဓိကတော့ mission mount ကိုကျွန်တော်တို့က roam man သုံးနိုင်မှုပဲ roam man သုံးနိုင်မှုပဲဆိုတာဟို mission mount ကဗျာနံပါတ်1ကျွန်တော်တို့ဒါ pressing count တွေမှာပါတယ် နော် pressing ကောင်းနေတယ်မှာပါတယ်ပြီးရင်ဟိုလို defensive တက်ဇုံနဲ့ပြိုင်ပရဲ့ defensive တက်ဇုံနဲ့မှာဆိုတော့အရင်အနေများနေကစားမှာအဲသူကိုယ်တိုင်းကလည်းကျွန်တော်အနေနဲ့ဒီ goal သွင်းနိုင်စွမ်းအပြင်ဖန်တီးမှုတွေလည်းသူကလုပ်နိုင်စွမ်းရှိတယ်နော်ဟိုဘောလုံးနဲ့အတူ dribbling လုပ်ပြီးတော့ဆွဲပြေးတာမျိုးကြီးအမြဲတမ်းမတွေ့ရပါမိလေလို့သူက passing ကိုပို့ပြီးတော့ဦးစားပေးတာဗျာနော်ဆိုတော့ဘောလုံးကိုရှေ့ဦးမြင်မြင်ရောက်ဖို့ရေးဘောလုံးကိုတက်နိုင်တယ်မြတ်ဗောနော်သူကိုယ်တိုင်းဆွဲပြီးတော့ပြီးသွားတယ်ဆိုတာထက် ပါစင်လုတ်ပြီးတော့ဘောလုံးကိုရွှေ့တာကိုသူအမြင်နဲ့အားသာနေကစားမှမျိုးချန်ခရီချင်းဘက်မှာလည်းတော်တော်လေးကောင်းတယ်အဲ့တော့အိုပရက်စင်းနေပါဒီမှာ defensive worry ဒီမှာတွင်ကိုပဲတော်တော်လေးကိုသဘောကျနေပြီ။ဒါကြောင့် AFCON အတွက် Africa အတွက်ကျွန်တော်တို့တချို့ကစားမတွေတွားမဲ့အခြေအနေမျိုးမှာမီဆန်မောင်းကအတင်းအတွက်အများကြီးရေးပါတယ်ကစားမဖြစ်လာလိမ့်မယ်နော်။ကုညာရှိမယ်မီဆန်မောင်းရှိမယ်ပြီးရင်ကျွန်တော်တို့နေတာအဲဗာလဲဘင်ဂျမင်ရှက်ကိုရှိမယ် အပြီးလို့ရှင်အဲ့အဲ့နှစ်နေရာလုံးကစားနိုင်တဲ့ကျွန်တော်ကြီးဂျီဇီလူလူကစားမတွေကျွန်တော်ရှိမယ်ဗျာအကယ်လို့မင်းညားလို့ပုံစံမျိုးဆိုလို့ရှိရင်ကိုဗီမင်းနူးကိုကွင်းလေကိုထားပြီးတော့ finalist ကိုနံပါတ်10လို့လဲကျွန်တော်ပို့လိုက်လို့ကျွန်တော်ရာသေးတယ်ပေါ့ဆိုတော့ကျွန်တော်စိတ်ပူရမှာက win backs ပဲဆိုတော့ afcon အတွက်ကျွန်တော်ကနံပါတ်10လို့ကတိတ်စိတ်ပူစရာမလိုတော့တဲ့ချင်းမျိုးပါမေဆန်မောင်ရဲ့ခြေစွမ်းတော်တော်လေးကိုကျွန်တော်ကောင်းခဲ့တာ ဆိုညီကတို့နေနေရောဘလူမင်းကြလည်းမေဆန်မောင်းနဲ့ပတ်သက်ပြီးတော့အဲသူတွက်ကတော့ဘယ်နော်ပွဲကစားခွင့်များများရလာဖို့ကတော့မလွယ်ဘူးပေါ့လူစုံတက်စုံနေဆိုလို့ချင်းအမ်ဘူမိုကြော်ပြီးတော့လေပွဲသူရဖို့မလွယ်ဘူးကုညာကိုကြော်ပြီးတော့လေသူရမှာမဟုတ်ဘူးဘန်ဂျီရှိတယ်ဆိုလို့ချင်းလေမတိုက်စစ်နေရမှာသူ့ကိုကစားလို့ကျွန်တော်မရဘူးအဲ့တော့မေဆန်မောင်းတွက်ကတော့လူစုံတက်စုံနေဆိုလို့ချင်းသူပွဲထွက်ခွင့်ရဖို့မတည်ကြဘူးဒါပေမဲ့လေလို့ပေါ့နော်သူဟာတကယ်ကောင်းတဲ့ performance တွေပြနိုင်နေတယ်လို့ကျွန်တော်ထင်တယ် ညီကတို့ရောမေဆန်ရဲ့ performance နဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများအပ်တင်ပါတယ်